အားလုံးပဲမင်္ဂလာပါခင်ဗျာပုံမှာပြထားတာကတော့ကံလန်းကြောင်းမှာပါတဲ့ငကြင်းမီအစ်စ်ပဲဖြစ်ပါတယ်အတက်လန်းကြောင်းမှာပါတဲ့ငကြင်းမီကိုလည်းတင်ပေးခဲ့ပြီးဖြစ်ပါတယ်ဒီကနေ့မှာတော့ကံလန်းကြောင်းမှာပါတဲ့ငကြင်းမီအကြောင်းကိုပြောချင်ပါတယ်ငကြင်းမီဟာကံလန်းမှာပါခဲ့မယ်ဆိုရင်တင်ဟာအတိတ်ကံကောင်းမယ်ဇွဲကောင်းမယ်ပင်ကွန်ညာကောင်းမယ်ပုံမှာပြထားတဲ့လက်မှာတော့ကံလန်းကခွဲထွက်တဲ့လမ်းဒီပါထပ်ပါနေတဲ့အတွက်ကြောင့်ခကြီးကိစ္စတွေရဝေးကိစ္စတွေနဲ့ပတ်သက်ဆက်နွယ်ရတတ်ပါတယ် ါပေမဲ့ငကြင်းမီးရဲ့သဘာဝအတိုင်းအေးချမ်းနေရပေမဲ့လည်းအငြိမ်မနေရတတ်ပါဘူးအရိတ်ကောင်းကောင်းမှနေရပေမဲ့လည်းအငြိမ်မနေရတတ်ပါဘူးသူ့ရဲ့ပင်ကိုဗီဇစိတ်ကိုကအလုတ်လုံနေရမှသဘောကျသလိုဖြစ်နေတတ်ပါတယ်နောက်တစ်ခုကတော့စနေဂျိုခုံကကြာဖူးပဲဖြစ်ပါတယ်ပုံမှန်ပြထားတဲ့ကြာဖူးကစနေဂျူခုံတက်တဲ့မှာတန်ရှင်းစွာတည်ရှိနေပါတယ်။စနေဂျူခုံအောက်တက်တဲ့မှာတည်ရှိနေတဲ့ကြာဖူးရဲ့အကျိုးအာနိသင်တွေကတော့ထူးခြားတဲ့စိတ်ဆွမ်းအင်တွေရတတ်ပါတယ်။အကြမ်းမြင့်ထူးတွေရတတ်ပါတယ်။ သူကဘာသာရေးပိုလောက်လေလေအကြမ်းမြင်ထူးတွေပိုရလေလေဖြစ်တတ်ပါတယ်အတွေးခေါ်ပိုင်းတွေမှာအာသံတတ်ပါတယ်ဂမ်ဘီယာပညာရက်တွေနဲ့လည်းဒူးဂျွန်တတ်ပါတယ်လွန်ထွက်ပစ္စည်းတွေတံငွေရေနံတို့နဲ့အကျိုးပေးတတ်ပါတယ်ဒီစုကြီးတွေလည်းပေါက်တတ်ပြီးတော့အမွေရကိန်းတွေလည်းရှိနေတတ်ပါတယ်နောက်တစ်ခုကတော့စနေဂျူခုံအောက်ကဆက်ဝိုင်းမှာဖြစ်ပါတယ်စနေဂျူခုံအောက်မှာပုံမှန်ပြထားသလိုမျိုးဆက်ဝိုင်းတဝိုင်းတည်ရှိမယ်ဆိုရင်တော့သင်ကအလွန်ကံကောင်းမဲ့သူဖြစ်ပါတယ် မကြောက်မကြမတောင်းမတပဲနဲ့နေထိုင်စားပေါက်သွားနိုင်ပါလိမ့်မယ်။ဒါပေမဲ့ဒီလိုပုံစံမျိုးကတော့ရှားပါလာပါတယ်။နောက်ဆုံးခုကတော့လက်ဝါဆောင်အင်္ဂါဂျူခုအမကဆက်ဝိုင်းတဝိုင်းပဲဖြစ်ပါတယ်။လောဝါဆောင်အင်္ဂါဂျူကုတ်အမအပေါ်မှာဆက်ဝိုင်းတဝိုင်းပါလာခဲ့မယ်ဆိုရင်တော့အလွန်ဆိုးတဲ့နမိတ်လက္ခဏာအမသာပဲဖြစ်ပါတယ်။ဒီအမသာဟာတခါတည်းမှာမျက်စိတွေမှာတန်ရာအနာတရဖြစ်ပွားရတတ်ပါတယ်။နောက်ထပ်မြဝေပေးခြင်းတဲ့လက္ခဏာအမသာကတော့ငါးရုပ်နဲ့မာတတ်တဲ့ဂျာတာပလီဂျူကုတ်ကတန်စကာကွက်ပဲဖြစ်ပါတယ်။ ပုံမှန်ပြထားတဲ့လက်ဝါးပြင်ကိုကြည့်လိုက်ပါပုံမှန်ပြထားတဲ့အတိုင်း၄တော့ကွက်ကလေးတွေပေါင်းဆက်ပြီးတော့အစွန်းထွက်နေတဲ့စကားကွက်လို့ဖြစ်နေမယ်ဆိုရင်ဒါကိုတန်စကားကွက်လို့ခေါ်ပါတယ်တတော်များများက၅ရုပ်ပုံသို့မဟုတ်တန်လျက်နှစ်ခုစုနေတဲ့ပုံစသဖြင့်စိတ်ကူးပုံဖော်တတ်ကြပါတယ်ကွက်ကွက်ပြပြတီးတင်တာက၅ရုပ်နဲ့တန်စကားကွက်ရဲ့အကျိုးအာနိသင်ဟာမိုးနဲ့မြည်လို့ကြွားချပါတယ်ဒီလိုတန်စကားကွက်ပါတဲ့သူတိုင်းဟာအလိုလိုနေရင်ဘဝင်မြင့်နေတတ်ပြီး ပင်ကိုစိတ်ထားကနေအစတစ်ဖက်သားအပေါ်မှာအမြဲအနိုင်ယူလို့စိတ်တွေပဲဖြစ်နေတတ်ပါတယ်မတူညီတဲ့အတွေးခေါ်အယူအဆတွေကိုလက်ခံနိုင်စွမ်းမရှိဘဲနဲ့တယူတန်အငင်းတန်တဲ့အတွက်ကြောင့်လူမုံများတတ်ပါတယ်အစိုးဆုံးကတော့ပညာရေးမှာအတိမတ်ပြုလက်မှတ်တွေစာပေဒီကိတ်တွေဒီဂရီဒီပလိုမာတွေများစွာ ယူပြီးတကယ်တမ်းဘယ်နေရာမှကျွမ်းကျင်ပိုင်နိုင်ခြင်းရေရေရနားလေခြင်းလည်းမရှိပါဘူးဒါပေမဲ့သူတို့အလွန်ကျွမ်းကျင်တာကတော့တစ်ဖက်သားပေါ်မှာဆရာလုပ်ခြင်းအများအမြင်မှာ ဆရာကြီးပုံဟန်ဆောင်ပြခြင်းဖြစ်ပါတယ်ဒီအချက်ကြောင့်သူတို့ဟာလူပုံလဲမှာလူအများအထင်ကြီးမှုကိုတော့ရကြပေမဲ့တကယ်တမ်းဘယ်သူမှသူတို့နာမနေလိုပါဘူးယေရှုမှာဘယ်သူမှလည်းသူ့ကိုမလေးစားကြပါဘူးဒါပေမဲ့တခြားလက္ခဏာအချက်အလက်တွေအားကောင်းနေမှာဆိုရင်တော့အောက်ချုပ်သူနေရာအထက်အရာရှိ နေရာမှာရောက်ရှိနေတတ်ကြပါတယ်ဒါပေမဲ့တရုံလုံးအဖွဲ့အစည်းတစ်ခုလုံးလုပ်ငန်းတစ်ခုလုံးသူကြောင့်စိတ်ညစ်နေရတာကများပါတယ် သူတို့ဟာအာနာကိုအလွန်သဘောကျကြပြီးတော့ကိုပိုင်အာနာကိုဘလို့တီဆောက်ရမှန်းမသိကြတဲ့သူတွေဖြစ်ပါတယ်။မိမိရဲ့လက္ခဏာမှာစတင်တွေးနေရပြီဆိုရင်တော့ကိုချင်းစာစိတ်များများထားပြီးနေ့စဉ်မေတ္တာပောင်းနာပွားများပေးပါ။မိမိကိုယ်ကိုနှိတ်ချပြောဆိုပေးပါ။ဒီအကျိုးမပြုတ်တဲ့စကားကွက်တွေဟာပြန်ပြောက်သွားခြင်းသို့မဟုတ်အာရွတ်သွားခြင်းတွေဖြစ်သွားပါလိမ့်မယ်။ ဒါပေမဲ့ပုံမှန်ပြထားသလိုမျိုးကျဲက3ပွင့်နဲ့အထက်ပါရှိတယ်ဆိုရင်တော့မကောင်းတော့ပါဘူးတတူလက်လက်တွေနဲ့ပတ်သက်ပြီးခန္ဓာကိုယ်မှာထိခိုက်ခွဲစိတ်ဖြတ်တောက်ရခြင်းကိုဖြစ်စေပါတယ်။ဒါကြောင့်ကာယကံရှင်ကငယ်စဉ်ကနေစပြီးလက်ရှိကာလအထိခွဲစိတ်ခံယူရမှုနဲ့စိုင်းကဲအက်ဆီဒင့်တွေကိုကြုံတွေ့ရပါတယ်။အသက်လမ်းနဲ့ပင်မလမ်းတွေအာကောင်မှုကြောင့်သာအသက်ဘေးကနေပုတ်ခါတိခါလွန်မြောက်ရပါတယ်။ဥပ္ပစ္စေတွေကကံနဲ့လိုက်တန်းပြေးတန်းကစားနေရမယ်ကျေပွဲမှာဖြစ်ပါတယ်။ အကယ်၍စနေဂျူခုံလို့ခေါ်တဲ့လက်ကလေးအရင်မှာပါရှိမှဆိုရင်တော့ကာယကံရှင်ကဥပိ္ပစီတကလို့ခေါ်တဲ့ဘေးပယောကလက်နက်ပယောကတခုခုကြောင့်အသက်တည်ဆုံးရမှာဖြစ်ပါတယ်။အိန္ဒိယရဲ့ငြိမ်းချမ်းရေးဖခင်ကြီးဖြစ်တဲ့မဟာတမဂန္ဒီမှာကံလာရထိတ်မှချက်ချီပါရှိတဲ့အတွက်ကြောင့်သူတို့ဘာရဲ့တဏ္ဍနဲ့လောက်ကျန်တပ်ဖြတ်ခြင်းကိုခံခဲ့ရပါတယ်။အသက်လမ်းကြောင်းနဲ့နီးနေမှဆိုရင်ပိုပြီးတတိထားရပါမယ်။အသက်လမ်းကြောင်းပေါ်မှာပါရှိရင်လည်းမကောင်းတဲ့အမှတ်အသားတစ်ခုပဲဖြစ်ပါတယ်။ ကျဲဆိုတာကအကောင်းဆိုးတွန်တွဲတဲ့အမသားတစ်ခုဖြစ်တဲ့အတွက်ကြောင့်သတိထားရပါတယ်ကျဲပါရှိတိုင်းတရသေးကောင်းတဲ့ဆိုတာကတော့လက္ခဏာပညာရဲ့မူလအမှန်တရားကိုဖုံးကွယ်ထားတဲ့ယူဆချက်တစ်ခုမြတာဖြစ်ပါတယ်နောက်တစ်ခုကတော့မဟာတရိကံပဲဖြစ်ပါတယ်သင်ရလက်ဝါးပြင်မှာပုံမှန်ပြထားသလိုမျိုးကျမ်းမာရေးလန်းဥကောင်းလန်းကံလန်းကြောင့်ပေါင်းပြီးတရိကံကြီးဖြစ်နေခဲ့မယ်ဆိုရင်မဟာတရိကံလို့ခေါ်ပါတယ် ဒီလိုပါတဲ့သူတွေဟာဘလောက်ပဲကက်ခဲပင်ပန်းပြီးဖြတ်တန်းရပါစေတချိန်ကျရင်ကိုယ်ပိုင်အလုပ်ကိုအောင်မြင်စွာဖန်တီးလှုပ်ဆောင်နိုင်ကြတဲ့သူတွေဖြစ်ပါတယ်။သူများဝန်တမ်းမဲ့လှုပ်ခဲရင်တော့ယာဉ်ကြီးရဲ့နေရာမျိုးတွေရပြီးငွေရှာရလွယ်ငွေကြေးမပူပန်ရတတ်တဲ့သူမျိုးဖြစ်နေအောင်ဒီတွီးကံကကောင်းကျိုးပေးပါတယ်။ပုံမှန်ပြထားတဲ့လက္ခဏာမှာလက်မအောက်ခြေတောက်ကြကျူကုန်လက်ညူအောင်ကြာတော်မလေးကျူကုန်လက်ခလေအောင်စနေကျူကုန်နေရာတို့မှာ ၄တောက် quest တူကန်တွေပါရှိနေပါတယ်ဒီလို၄တောက် quest တူကန်တွေပါရှိခဲ့မယ်ဆိုရင်လက္ခဏာရှင်ဟာအမွေနေရခြင်းဒီပေါက်ခြင်းတို့ကြောင့်အိုးပိုင်အိမ်ပိုင်မိပိုင်ရပိုင်တွေနဲ့ပိုင်ဆိုင်နေထိုင်ရတတ်ပါတယ်ဒီ၄တောက် quest တွေကဂျိုးကုန်းတစ်ခုထဲမှာပါရင်ကိုတော်တော်ကောင်းနေပါပြီ၃နေရာစလုံးပါတာတော့တော်တော်ရှားပါတယ်ပုံမှာပြထားတဲ့လက္ခဏာရှင်ကတော့လက်ညိုအောက်တစ်နေရာထဲပါတာပါကျန်တဲ့၄တောက် quest တွေကတော့ဘူးသူတအတွက်ပြည့်စွတ်ထားခြင်းဖြစ်ပါတယ် ၃နေရာစလုံးသာပါမယ်ဆိုရင်တော့အမွေနှစ်ဒီကန်နဲ့အိုးပန့်အိမ်ပန့်မြေယာပိုင်ဆိုင်မှုဒီမှာအတိုင်းထက်အလွန်ဖြစ်နေပါလိမ့်မယ်။ဒါကြောင့်တင်းရက်လက်ကိုလည်းတိုင်းဆိုင်စစ်ဆေးကြည့်ပါ။နောက်တစ်ခုကတော့ရှားပါတဲ့အမှတ်သားလေးတစ်ခုပဲဖြစ်ပါတယ်။အိမ်တော်ကြီးလမ်းကနေဘုဒ္ဓဂျူကုံကိုထိုးတက်လာတဲ့ကြာဘူးအမှတ်သားလေးတစ်ခုပဲဖြစ်ပါတယ်။ဒီအမှတ်သားဟာအိမ်တော်ဘက်ကောင်ကိုရရှိစေတတ်ပါတယ်။အိမ်တော်ဘက်ကောင်ရဲ့အကျိုးကျေးဇူးကိုရရှိခံစားရတတ်ပါတယ်။ အတောင်ပန်းနဲ့တွဲဖက်ပြီးကုသိုလ်ပြုရတတ်ပြီးရုတ်တရက်ကံကောင်းခြင်းတွေကိုရရှိစေတတ်ပါတယ်။အယောင်းဝယ်အတူကြိုးပေးတတ်ပါတယ်။အထူးသဖြင့်အဲဒီတောင်ရေကံကောင်းစေတတ်တဲ့ရှားပါတဲ့အမှတ်အသားတစ်ခုလည်းဖြစ်ပါတယ်။နောက်ဆုံးတစ်ခုကတော့ကုန်တယ်လုပ်ငန်းနဲ့အကျိုးပေးတဲ့လက္ခဏာပဲဖြစ်ပါတယ်။အကယ်၍တင်းရက်လောက်ဝါပြင်မှာကံလန်းချောင်းတစ်ချောင်းဟာတမယိုးကျအတိုင်းတက်လာပြီးတခြားလမ်းသွယ်တစ်ခုကဗုဒ္ဓဂူဂျိုးကုန်းကိုခွဲတွက်သွားမယ်ဆိုရင်တင်ဟာမာယာပရိယေမှာကျွယ်ဝတတ်ပါတယ်။ လုပ်ငန်းကင်တာတွေမှာတည်ချပြီးစနစ်ကျပါတယ်။ကူတန်းရောင်းဝယ်ရေးလုပ်ငန်းတွေမှာဒူချာအန်အော့ဖွဲ့ကောင်းလောက်အောင်ထူးချွန်နေပါလိမ့်မယ်။မိမိဟာပညာရေးမှာထိတ်တန့်ဖြစ်ပြီးမှလည်းတတ်တဲ့ပညာနဲ့လုပ်ရတဲ့အလုပ်တွေမတန်တဆဖြစ်နေမယ်။လုပ်ငန်းပိုင်းဆိုင်ရာမှာအနိုင်ခံရမယ်။နေရာတကာစီစီဆက်ဆက်လုပ်တတ်တယ်။တခါတည်းမှာသေချာလုံးနဲ့တွက်ကြောင်ရှမ်းတက်ပါသေးတယ်။ဒီလိုလက္ခဏာရှင်မျိုးကဘဝမှာပင်ပန်းပြီးမှအောင်မြင်လာတတ်တဲ့ကံပါပါတယ်။ အယောင်းဝယ်ကုန်တယ်လုပ်ငန်းတွေနဲ့အကျိုးပေးတတ်ပါတယ်။ဆယ်တန်းစာမှုပွဲကိုထူးချွန်စွာအောင်မြင်နိုင်မဲ့လက္ခဏာပုံစံလေးနှစ်ခုကိုမျှဝေတင်ဆက်ပေးပါမယ်။နံပါတ်1လက္ခဏာရှင်ကတော့ဆရာဝန်တူဖြစ်ပါတယ်။ဘွဲလွန်စာမှုပွဲဖြည့်ဆို့မဲ့ပုံကုတ်တူဖြစ်ပါတယ်။နံပါတ်2လက္ခဏာကတော့16နှစ်အရွယ်ကျောင်းသူတူဖြစ်ပါတယ်။ဆယ်တန်းစာမှုပွဲဖြည့်ဆို့မဲ့သူတူဖြစ်ပါတယ်။သူတို့နှစ်ဦးစလုံးဟာစာမှုပွဲတွေကိုထူးချွန်စွာအောင်မြင်နိုင်မလား။ သူတို့ရဲ့လက္ခဏာမှာဘာထူးခြားမှုတွေရှိနေမလဲစတာတွေကိုလေ့လာကြည့်ရအောင်ပါပထမဦးစွာနံပါတ်1လက်ပိုင်ရှင်ရဲ့ဂျာတာပလေးဂျူခုံကိုကြည့်လိုက်ပါလက်ညောဂျာတာပလေးဂျူခုံပေါ်မှာရီမန်းချက်လမ်းကြောင်းတည်ရှိနေပါတယ်ကာဂျီအခရာနဲ့ညွန်ပြထားပါတယ်ဒါကတော့ဂျာတာပလေးဂျူခုံကိုအားကောင်းစေပါတယ်ဂျာတာပလေးဂျူခုံကပညာရေးနဲ့သက်ဆိုင်တဲ့အတွက်ဒီသင်္ကေတရှိခြင်းဟာပညာရေးထူးချွန်ခြင်းပါရဂူဘွဲ့အထိသင်ယူတက်မြောက်နိုင်ခြင်းတို့ကိုဖြစ်ပေါ်စေပါတယ် နံပါတ်1နဲ့နံပါတ်2လက္ခဏာမှာအဲ့ဒီသင်္ကေတမျိုးရှိကြပါတယ်။ကာကွေအခရာနဲ့ညွန်ပြထားတာကတော့လက်သကျွယ်အောက်တနင်္ဂနွေခြုံပုံပေါ်ကကြာဖူးသင်္ကေတပဲဖြစ်ပါတယ်။ဒါကတော့ဘာပဲလွတ်လွတ်အောင်မြင်ကြော်ကြားလူသိများခြင်းအကျံစီအောင်မြင်ခြင်းလူဝင်ဆန္ဒပြေဝခြင်းချမ်းသာကြွယ်ဝခြင်းတို့ကိုဖြစ်စေနိုင်ပါတယ်။ဒီသင်္ကေတရှိခြင်းဟာလည်းဘာသာစုံဂုံတူးရရှိမှုကိုအများကြီးအထောက်အကူပြုပါတယ်။နံပါတ်1နဲ့နံပါတ်2လက္ခဏာမှာလည်းဒီနှစ်ခုစလုံးပါရှိပါတယ်။ ကားငယ်အခရာနဲ့ညွန်ပြထားတာကတော့ညံလန်းချောင်းဖြောက်တန်းရှီလျားအာကောင်းခြင်းပဲဖြစ်ပါတယ်။ညံလန်းချောင်းကဖြောက်တန်းရှီလျားစွာအာကောင်းပြီးလက်ဘွားဇွန်နှစ်ဖက်စလုံးအထိထိဆက်နေခြင်းညံလန်းကြောင်းအဆုံးမှာကြာဖူးတင်ဂေတရှိခြင်းညံလန်းကြောင်းပေါ်မှာတွီးကန်စတူးကန်အညော့စတဲ့တင်ဂေတတွေရှိနေခြင်းကဒီလက္ခဏာနှစ်ခုစလုံးပေါ်မှာတည်ရှိနေပါတယ်ဒီတင်ဂေတတွေဟာညံလန်းကြောင်းကိုအာကောင်းစေပြီးညာနာပလိုက်ရုပ်ကိုရစေပါတယ် ကျက်ညာမညာဒိုးတွင်းညာတီတွင်းညာအလွန်ကောင်းပါတယ်ဘယ်လိုပညာရမျိုးကိုမစိုးလွယ်ကူစွာလေ့လာသင်ကြားတတ်ပါတယ်နံပါတ်1နဲ့နံပါတ်2နှစ်ခုစလုံးမှာပါရှိပါတယ်ဂါဂျီယက်ခရယာနဲ့ညွန်ပြထားတာကတော့အသက်လမ်းကြောင်းအရင်ဘက်ကနေတနင်္လာဂျူကုံဘက်ကိုခွဲဆင်းသွားတဲ့နိုင်ငံခြားသွားလမ်းတွေဖြစ်ပါတယ်ပြည်ပနိုင်ငံရဲ့ခြားတွေမှာပါတဂူဘွက်တွေသွားရောက်လေးလာတင်ကြားရရှိတဲ့သူတွေမှာအများအဖြစ်တွေ့ရတတ်ပါတယ်။နံပါတ်1လက္ခဏာပိုင်ရှင်နဲ့နံပါတ်2လက္ခဏာပိုင်ရှင်မှာလည်းပါရှိပါတယ်။ ငါအခရရနဲ့ညိုပြထားတာကတော့အသက်လမ်းကြောင်းအတွင်းကဒေါင်လိုက်မြင်းမတ်တွေဖြစ်ပါတယ်။တောက်ကြဂျူကုံပေါ်မှာလည်းတန်စကာကွက်တွေအရန်လန်းနေပြည်နေပါတယ်။ဒီတင်ဂေတာတွေကတော့မိတ်ဆွေကောင်းမိဘကောင်းဆရာသမားကောင်းတပည့်ကောင်းအချွေရန်ကောင်းတွေနဲ့ပြည်စုံစီပါတယ်။မိမိရဲ့ဘဝကိုမပူပင်မကြောင်ကြရအောင်ဆန္ဒပြည့်ပန့်ပိုးပေးနိုင်သူတွေရှိမှလည်းပညာရေးမှာထူးချွန်အောင်မြင်ဖို့အခွင့်အလမ်းပုံမှုရှိပါတယ်။နံပါတ်1လက္ခဏာပိုင်ရှင်နဲ့နံပါတ်2လက္ခဏာပိုင်ရှင်တို့မှာပါရှိပါတယ်။ နံပါတ်၁လက္ခဏာပိုင်ရှင်ဟာစေတန်းစာမီးပွဲမှာဘာသာစုံဂုံတူးရပြီးစီတက်ကသူတက်ရောက်အောင်မြင်နိုင်ခဲ့သူဖြစ်ပါတယ်။ဒါကြောင့်နံပါတ်၂လက္ခဏာပိုင်ရှင်စေတန်းចောင်းသူဟာလည်းတက်ကသူဝင်တန်းကိုဘာသာစုံဂုံတူးနဲ့အောင်မြင်ပြီးစီတက်ကသူတက်ရောက်ရဖို့တည်ကြနေပါတယ်။ဒါပေမဲ့နံပါတ်၂လက္ခဏာပိုင်ရှင်ရဲ့ညာလန်းចောင်းပေါ်မှာကျုံးတင်ဂီတပါရှိနေပါတယ်။အဲ့ဒီကျုံးတင်ဂီတဟာစာကြက်ရင်အိတ်ငှိုက်ခြင်းစိတ်ပြန့်လွင့်ခြင်းမိလွယ်ခြင်းကောင်းမှုကောင်းကိုက်ဖြစ်ခြင်းစတဲ့အညံ့တွေကိုပြည့်စုံနိုင်ပါတယ်။ ောက်ကြဂျူကိုဘမှာလဲတန်စကာကွက်တွေအားကောင်းတဲ့အတွက်ကြောင့်သူက အပျော်ရွှင်လဲမတ်တက်ပါတယ်။အဲ့ဒါတွေကိုပြုပြင်ပေးဖို့လိုပါတယ်။အဲ့ဒီဂျွန်းတင်ဂေတမိမိတ်ပျောက်ကွယ်သွားစေဖို့အတွက်ရေးကြကြမချိုးသင့်ပါဘူး။အချိန်မဲ့ရေးမချိုးသင့်ပါဘူး။ခေါင်းခဏခဏမလျှော်သင့်ပါဘူး။ရေခဲရေတွေအအေးတွေကိုများများမတောက်သင့်ပါဘူး။လေပန်ကာတွေအဲယားကွန်းတွေကိုလည်းကြာကြာမခံသင့်ပါဘူး။ညီးနက်ခံပြီးအိပ်ပြတ်အောင်လဲစာမကျက်သင့်ပါဘူး။မနက်စောစောထားပြီးစာကျက်သင့်ပါတယ်။ ဒီလိုចောင်းသားចောင်းသူတွေဟာဝတ္ထုတွေမဖတ်ပါနဲ့ရုပ်ရှင်ဗီဒီယိုတွေမကြည့်ပါနဲ့ဖြစ်နိုင်တော့လုံးဝမကြည့်စေချင်ပါဘူးဒါကြောင့်မိษွေများလည်းမိမိတို့သားသမီးတွေဆယ်တန်းဆောင်မီပွဲမှာထူးချွန်စွာပြေဆိုအောင်မြင်နိုင်ခြင်းရှိမရှိကိုယခုပုံမှန်ပြထားတဲ့လက္ခဏာတွေနဲ့တိုက်ဆိုင်စစ်ဆေးပြီးသိရှိနိုင်ကြပါတယ်အားလုံးလက္ခဏာပညာသုတတိုးဝါနိုင်ကြပါစေ။